။စံပြင်းရဲ့ရှေ့ပိုင်းမယောင်မြို့နယ်ပြင်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဘဟုဌာနခမ်းမ၌ယနေ့နဲ့နောက်ပိုင်းကမတန်ဆွမ်းသူများနှင့်ပတ်သက်၍တည်ပညာပေးတောက်ဆိုးကိုကျင်းပပြုလုပ်ရာလူမှုဝန်ထမ်းစီးဌာနမြို့နယ်ဦးစီးမှုဦးအောင်မျိုးထွန်းကယခုလိုဆွံ့နှွေးခဲ့ပါတယ်ခင်ဗျာ။မင်္ဂလာပါဆရာ။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ခဲ့ပါခင်ဗျာ။ဒီကနေ့ကျွန်တော်တို့ဆန်ဆေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနနဲ့လူမှုဝန်ထမ်းစီးဌာနတို့ပူးပေါင်းပြီးတော့မတန်ဆွမ်းသူများနဲ့ပတ်သက်ပြီး တိပညာပေးတော့ဆိုချင်ပါပြုလုပ်သွားမှာဖြစ်ပါတယ်ဆက်နေနဲ့တောင်ဆန်းသူများနဲ့သူကူညီဆောင်ရွက်ကြောင်းကိုဆွေးနွေးပြပါဦးခင်ဗျဟုတ်ကဲ့ပါဤဘာမြေမြေမှာနေထိုင်တဲ့လူသားတူဦးပင်ဖြစ်တော်လဲဘဝကံကြမ္မာအကျိုးပေးကြောင်းရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာရှုံရင်းနေကြူများရှိကြပါလိမ့်ခင်ဗျာလူလူချင်းဖြစ်တော်လဲဘဝအကျိုးပေးကြောင်းရှုံရင်းအားနေသူများကိုစားနာထောက်ထားအဖေးမကူညီမှုများပြုလုပ်ပေးကြရမှာဖြစ်သလိုမတန်တော်လဲဆွမ်းဆောင်ရင်ပြေဝါသည့်လူသားတူဦးအဖြစ်အားပေးကူညီပြီးအများတန်းတူဂျိုးမန်းဆောင်ရွက်နိုင်အောင်ပြုလုပ်ကြရမှာဖြစ်ပါလိမ့်ခင်ဗျာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရကမ္ဘာ့လူဦးရေစုစုပေါင်းရေ15ရာခိုင်နှုန်းခန့်လူဦးရေ1ဘီလီယံကျော်ခန့်ဟာမတန်ဆွမ်းပုံစံမျိုးမျိုးပြန်ရပ်တည်နေထိုင်ကြတယ်လို့သိရပါပါတယ်ခင်ဗျာကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ကမ္ဘာ့ဘဏ်တို့ပူးပေါင်းထုတ်ပြန်တဲ့မတန်ဆွမ်းမှုဆိုင်ရာအစီရင်ခံစာအရကမ္ဘာ့လူဦးရေတန်းတစ်ထောင်ကျော်သည်ကိုလက်အင်ကရှုံရင်းသည့်မတန်ဆွမ်းမှုတစ်မျိုးမျိုးကိုခန်းစားနေရရတယ်လို့ဆိုထားပါတယ်ခင်ဗျာထောင်ဆောင်ခုနှစ်လေးလဆန်းစစ်ချက်အရမြန်မာနိုင်ငံတဝန်းမတန်ဆွမ်းသူကလေးငယ် 2သိန်း3000ခန့်ရှိပြီးကလေးသုံးဦးတွင်2ဦးကြောင်းမတက်နိုင်ပေ36ရာခိုင်နှုန်းခန့်သာစာရေးစာဖတ်နိုင်ကြောင်းသိရပါတယ်ခင်ဗျာထို့ကြောင့်မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်မတန်ဆွမ်းသူများကိုပုံမှုအလေးပေးထားဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကုလသမဂ္ဂထွေထွေညီလာခံမှာမတန်ဆွမ်းသူများဆိုင်ရာကမ္ဘာလုံငန်းစဉ်တွင်မတန်ဆွမ်းသူများကိုကြိုတင်ကာကွယ်ခြင်းပြည်လဲထူထောင်ခြင်းအပြေးအဝပါဝင်ခွင့်နှင့်ဒဏ်တူရပိုင်ခွင့်တို့ကိုတိုးမြှင့်ရန်အတွက်မတန်ဆွမ်းရပိုင်ခွင့်နည်းပြဟာတရက်ကို1982ခုနှစ် ဒီဇင်ဘာလ3ရက်နေ့မှာပထမဆုံးချမှတ်ခဲ့ပါတယ်ခင်ဗျာ။ကုလသမဂ္ဂမတန်းဆန်းသူများရဲ့အခွင့်အရေးများဆိုင်ရာကွန်ဗင်းရှင်းကို2016ခုနှစ်ဒီဇင်ဘာလ13ရက်နေ့မှာပြဋ္ဌာန်းခဲ့ပြီးမြန်မာနိုင်ငံပါဝင်နိုင်ငံပေါင်း195နိုင်ငံပါဝင်လက်မှတ်ရေးထိုးပြီးတော့မတန်းဆန်းသူများကိုအလေးအထားအကောင့်တွေပေါ်ဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာ။မြန်မာနိုင်ငံမှာမတန်ဆန်းသူများခွင့်ရေးဥပဒေကို2015ခုနှစ်မှာပြဋ္ဌာန်းခဲ့ပြီးတော့လူခွင့်ရေးနဲ့အရှိကလွတ်လပ်ခွင့်များကိုမတန်ဆန်းသူများအားလုံးတန်တူညီမျှအပြည့်အဝရရှိစေရန်နဲ့ပညာရေး ချမ်းမာရေးလူမှုရေးစီးပွားရေးရင်းကျေးမှုအားကစားအမှုပညာအစားတဲ့နယ်ပယ်ကဏ္ဍအသီးသီးမှာတန်ဆွမ်းသူများနဲ့အတူမတန်ဆွမ်းသူများလည်းဒန်းတူပူပေါင်းဆောင်ရွက်နိုင်ရန်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်။အတန်ဆွမ်းတန်ဆွမ်းလဲဒန်းတူခွင့်ရေးနဲ့စွမ်းဆောင်နိုင်မှုများမှာနိုင်ငံနဲ့လူမျိုးတို့ကိုထိရောက်စွာတည်ပိုးထမ်းဆောင်နိုင်သည့်ဖြစ်ရာကုလသမဂ္ဂပြဋ္ဌာန်းချက်များမြန်မာနိုင်ငံ၌ချမှတ်ထားသောဥပဒေအခွင့်အရေးများနဲ့ညီမတန်ဆွမ်းသူများနဲ့အတူကုညီဆောင်ရွက်သွားရမှာဖြစ်ကြောင်းဆွေးနွေးလိုက်ရပါတယ်ခင်ဗျာ။ 那三五是零七八的。